အမြကြီးစားတဲ့လူဝေဖန်နေကြပြီမယ်သိန်းထောင်ကျော်တဲ့နှစ်ထပ်အင်ဂျီပိုင်ဆိုင်သွားတဲ့ဖတ်တီမာပြိသက်များအောင်မဲမင်္ဂလာပါရှင်ဖတ်တီမာကတန်မြာသီးတို့ရဲ့အကျိုးပေးကံကြောင့်မို့မယုံကြည်နိုင်လောက်အောင်ဘဝကပြောင်းလဲသွားခဲ့ပါတယ်အခုဆိုရင်ဖတ်တီမာကသူ့ဘဝရဲ့ပထမဆုံးကိုပိုင်အင်ဂျီကိုပိုင်ဆိုင်သွားပါပြီ ဖတီမာကအင်္ဂါဘဝနဲ့သာတက်လုံးနေခဲ့ရတာပါ။အင်္ဂါလာကမပေးနိုင်လို့အဆင်မပြေတဲ့အချိန်တွေလည်းရှိပါသေးတယ်။အခုဆိုရင်တော့ဖတီမာကသူ့ကိုယ်ပိုင်အင်ကြီးကိုပိုင်ဆိုင်နိုင်မှုမပျော်ရွှင်နေတာပါ။ဖတီမာရဲ့အင်္ဂါပြီးခဲ့တဲ့လပိုင်းမှာစတင်ကဆောင်းနေတာဖြစ်ပါသေးတယ်။အရေးကြစနစ်နဲ့ဆောင်းနေတာဖြစ်ပြီးအင်္ဂါအတော်လေးကိုပြီးသွားပြီဖြစ်ပါသေးတယ်။ပြီးခဲ့တဲ့ရက်မှာအင်္ဂါတစ်လုံးလုံးပြီးသွားပြီးမှဖတီမာတို့ပါတက်နေတော့မှဖြစ်ပါသေးတယ်။ဖတီမာရဲ့အင်္ဂါနှစ်ထပ်တိုက်အပြည့်စောက်ထားတာဖြစ်ကား ဝရဏာတွေလည်းပါပါတယ်။အိမ်တစ်ခုလုံးကိုခဲအောင်နဲ့အလားစင်ကစောက်ထားတာလည်းဖြစ်ပါတယ်။အိမ်က တိုက်အဖြစ်စောက်ထားကအထင်းမှဆိုလေမျက်နှာချက်တွေကအစတေချာပြင်ဆင်ထားတာဖြစ်ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့တကယ်တိုက်အင်ကြီးလို့ဖြစ်သွားတာမို့အတော်လေးကိုသဘောကျနေကြတာပါ။ဖတီမာကသူ့ဘဝအတွက်ပထမဆုံးတက်အင်ကြီးကိုပိုင်ဆိုင်နိုင်လို့ပျော်ရွှင်နေတာပါအခုလိုပိုင်ဆိုင်နိုင်တာကထမင်းရှင်တို့ရဲ့ကျေးဇူးကြောင့်ဆိုပြီးဖတီမာကကျေးဇူးတင်ထားပါသေးတယ် တကယ်လည်းပဲသူ့ရဲ့တိန်းတထောင်ဝင်းချင်းအိမ်တလုံးလုံးကအချင်းပေါင်းနဲ့9ရေခွန်ကျော်ရောင်းလို့ရတဲ့ငွေတွေကရရှိခဲ့တာဖြစ်ပါတယ်။ရောင်းလို့ရသမျှငွေတွေနဲ့အိမ်ရအောင်အမြန်ဆုံးစောက်ခဲ့တာပါ။ဖတီမာကရသမျှစုပြီးဘာမှမတုံတဲ့အတွက်အမြန်ဆုံးပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။တချို့ကလည်းဖတီမာကအမျက်ကြီးစားလို့အခုလိုတွေပိုင်ဆိုင်လာတဲ့ဆိုပြီးဝေဖန်နေကြတာပါ။တနှစ်တောင်မပြည့်သေးပဲလပိုင်းအတွင်းမှာတိန်းတထောင်လောက်စုနိုင်လို့အမျက်ကြီးစားတယ်လို့ဝေဖန်နေကြတာဖြစ်ပါတယ်။ ဖတီမာကတော့အမျက်ကြီးစားတာမဟုတ်ဘူးဆိုပြီးလဲပြောလာခဲ့တာဖြစ်ပါတယ်။ဖတီမာရဲ့အိမ်ကအောက်ထပ်မှာလဲဆိုင်ဖွင့်ဖို့လှုပ်ထားတာဖြစ်ပါတယ်။ဖတီမာကဆိုင်ဖွင့်ဖို့ကအစတေချာပြင်ဆင်ထားနိုင်တာမို့ဈေးတည်တယောက်အနေနဲ့တော့အတော်လေးကိုပျော်ရွှင်နေရတာပါ။အရင်တုန်းကဆိုရင်လမ်းမေးမှာသာရောက်နေရတဲ့သူမအတွက်အခုကအတော်လေးကိုအဆင်ပြေနေတာပါ။ဖတီမာက အောက်ထပ်မှာငားရေကွန်ကြောင့်နဲ့သူရောက်တဲ့ပစ္စည်းအလုံးကိုဖွင့်သွားမှာပါ။ ဒါအပြင်သူ့အိမ်မှာပဲလက်ကားပေးဖို့ကိုရောင်လိုပါလှုပ်သွားမှာပါအပေါ်တက်မှာလည်းအိတ်ခမ်းကို၃ခန်းလောက်ရအောင်လှုပ်ထားတာပါအောက်ထပ်ကိုတော့မီးဝါကြောင့်နဲ့ဆိုင်အတွက်သာတုံးထားတာဖြစ်ပါတယ်ဖတီမာကမန္တလေးမှာဆိုင်ကန်းငါးကဖွင့်တာမျိုးမဟုတ်ပဲသူ့အိမ်မှာပဲဖွင့်ထားတာဖြစ်ပါတယ်ဒါအပြင်ဥပိန်တံသားမှာလည်းအရင်တိုင်းဆက်ဖွင့်ထားတော့ဖြစ်ပါတယ်ဒါအပြင်ရန်ကုန်မှာပထမဆုံးဖွင့်ထားတဲ့ဆိုင်ခွဲကလည်းအတော်လေးကိုအောင်မြင်တယ်လို့ဆိုရမှာပါ ရန်ကုန်ကဆိုင်ခွဲကလည်းစောက်ပွင့်ကလေးကအတော်လေးကိုရောင်းကောင်းပါတယ်။ဝန်ထမ်းတွေဆိုလည်းအများကြီးခံထားကရောင်းချနိုင်နေတာပါ။ဖတီမာဆိုရင်အရင်တော့ကနေတော့မတူတော့ပဲပြောင်းရောင်းလာခဲ့ပါပြီ။တတိမာကြီးတယောက်လိုခန္ဓာကအစဉ်ပြေလာခဲ့တာဖြစ်ပါတယ်။ဖတီမာကရန်ကုန်မှာလည်းဆိုင်ခွဲတွေအများကြီးဖွင့်နေတာဖြစ်ပါတယ်။ဖတီမာရဲ့အကန့်အကျိုးပေးကမနာလိုသူတွေပေါများလာအောင်ကောင်းတာမို့ဝေဖန်ပြောဆိုသူတွေလည်းများပါတယ်။ဒါအပြင်သူ့အစားအသောက်တွေရောင်းမကောင်းအောင်အစိုးပြောသူတွေလည်းများပါတယ်။ ဖတီမာရဲ့ငားရီကွန်ကျော်တွေကခားတယ်ဆိုပြီးပြောတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့လည်းဖတီမာကိုချစ်တဲ့သူတွေကဝယ်စားကြတာကြောင့်သူ့ဆိုင်လေးတွေကအစဉ်ပြေကအောင်မြင်နေတာပါ။ဖတီမာကအကြောဆုံးလုပ်ငန်းတွေပါလုပ်ကသူ့စီဝါရီကိုတစားထက်တစားတိုးချဲ့နေတာပါ။ဒါပြင်ဖတီမာကနောက်ကိုဝယ်ယုံကြည်သူဖြစ်ကသူ့စီဝါရီလုံနေချိန်မှာနန်းနဲ့ပတ်သက်တာတွေကိုလည်းပင်ဖိတ်ကပေးတာမျိုးတွေရှိပါတယ်။နပွဲရီပေးကစီးပွားတက်အောင်လုပ်ခဲ့ရင်ကနေအခုလောက်ထိအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ဇာတိမရဲ့နှစ်ထပ်တိုင်အင်ဂျီကိုအားကြလာဆိုတဲ့အပေါ်မှာအမြင်လေးကိုပြောခဲ့ပေးကြပါအောင်ရှင်